ငါတက်ကလေးကိုဘာတန်ထွက်မလဲဆိုတော့လေအင်းเนาะအင်းဘင်းအင်းအဲ့လိုတန်ထွက်မယ်အောက်မြစ်ပါလို့ရှိရင်အတန်လေးသွားမယ်အင်း တော့ဒုတိယလမ်းညမှာဖတ်စာသင်ခန်းစာကိုတင်ပြပေးမှာဖြစ်ပါတယ်။အဲ့တော့မိမိတို့အိမ်မှာလွယ်တူကိုသင်လို့ရအောင်ဒီလမ်းလေးကိုပြောပွဲချက်ကလေးပြပြပေးမှာဖြစ်ပါတယ်နော်။အဲ့တော့ကျွန်မဒီလမ်းအတိုင်းလိုက်သိမှာလို့မပြောလို့ပါဘူး။လွယ်တယ်ဆိုရင်ပညာလေးယူပါမလွယ်ဘူးဆိုရင်ကြော်သွားလိုက်ပါရှင်။ဟုတ်ကဲ့ပါ။အင်းအင်းအင်းသင်ခန်းစာအသက်များသင်ကြားကြစို့လားဆိုတဲ့သင်ခန်းစာလေးကိုဒီနေ့ grade 2ရဲ့ပထမဦးသင်ခန်းစာဖြစ်သင်ကြားမှာဖြစ်ပါတယ်။အရှိပိုင်းရတော့သိမရှင်းပြတော့ပါဘူး။အဲ့တော့ဒီသင်ခန်းစာကအသက်လက္ခဏာဟာ ပထမဒန်းနဲ့ grade 1နဲ့မတူတာ grade 1ကသရလက္ခဏာဒါကသရတွေကိုကျင်ကျဲသွားပြီဆိုကျွန်တော်တို့အသက်တွေကိုသိမှဖြစ်ပါတယ်เนาะအဲ့တော့အသက်လက္ခဏာတွေကို B နဲ့ပဲသွားတည့်ရမှာဖြစ်ပါတယ် B ကထုံစံတိုင်းပဲကာကြီးကနဲ့အာထီက B အသက်တွေကိုသိရမှာဖြစ်ပါတယ်အသက်တွေကိုမြင်တာနဲ့ဘယ်အသက်ကိုမြင်ဘာအထက်မဲ့ဆိုတာသိလာရင် grade 1တုန်းကလိုပဲသရနဲ့သရလက္ခဏာနဲ့အသက်နဲ့မှတ်လိုက်လို့ရှိရင်လွယ်သွားပြီလေเนาะမိမိတို့เนาะ ဒါဆိုရင်ကျမတို့ကဒီမှာအင်းအင်းအင်းအသက်များတင်ကြကြစို့လားအကောင်းစီလေးဖတ်ပြမယ်ဒီနေ့မမေတို့လေးတာမှာသသားရဲ့ဒီနေ့ဆီယမတို့လေးတာမှာသသားရဲ့သမီးတို့ရဲ့အင်းအင်းအင်းအသက်များတင်ကြကြစို့လားအင်းဆိုတာဒီမှာရှိဒါလေးကိုဗာလဲငတ်သက် sorry ဒီမှာကြပြလေးရတာလေးကိုသင်ခဲ့ဘူးကောင်းပါတယ်တောကြီးတဲကဆင်ငတ်သက်တက်လို့ဆွဲကငင်တောကြီးတဲကဆင်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 ရှိုးမြောင်တွင်ဝယုံတော်ကိုနင်းနင်းနင်းဆင်ဆင်ဆင်ဆီယဥတည်မိုးရဲ့ ကြပြလေးကိုတင်လိုက်လို့ရှိရင်ငတ်သက်ဆိုတာကိုတို့ကငတ်သက်သက်လို့ဆွဲကငင်းငတ်သက်ဆိုတာတို့ရင်းနှီးထားတယ်ပေါ့နော်အဲဒီတော့ကလူမွေငတ်သက်ဆိုတာဘာမှမသိဘူးမသိချင်မှဆိုလို့ပါအဲ့တော့ငတ်သက်လို့ဘာလို့ခေါ်ရလဲ အဲ့တော့ငါလေးကို အသက်တက်ထားလို့ငါသက်နော်ငါလေးကို အသက်ကလေးတက်ထားတယ်ဒီလိုဒီလိုတက်တာနော်အဲ့တော့ငါလေးကိုအသက်တက်ထားရင်ငါသက်โอเคနော်ဆိုရင်ဒါလေးမှာလို့ပါအဲ့တော့ငါသက်အဲ့တော့ဒီလိုလေးငါသက်ပေါ့နော်ဟုတ်ပြီငါသက်ရေးတဲ့အခါအဲ့တော့ငါကိုအသက်တက်တော့ငါသက်ဒီလိုဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့ဝဆန်နှလုံးပေါ်ပါလို့ရှိရင်အတန်လေးရှည်သွားမယ် အင်းအဲ့တော့ငါတက်ကလေးကိုမြင်ဘာတန်ဖက်လိုက်ဒီမှာငါတက်ကလေးကိုမြင်အင်းငါတက်အောင်မြင်ကိုမြင်ဘလိုတန်လေးဘလိုတန်လေးဖက်ရမယ်ဒီငါတက်အောင်မြင်ဆိုတဲ့အသက်လက္ခဏာဘာလို့လဲငါကို အသက်တက်ထားတာမို့လို့ငါတက်ဘာလို့ငါတက်လို့ခေါ်တာလဲတာလို့သမီးတို့ယင်ငါကိုအသက်တက်ထားလို့မို့လို့ငါတက် เนาะအဲ့တော့ငါသက်အောက်ကမြင်ဆိုရင်အဲ့ဒီလက္ခဏာလေးကိုမြင်တာနဲ့အသက်လက္ခဏာလေးကိုမြင်တာနဲ့ဒါဒီတရအတန်ကအသက်အတန်လားအသက်လက္ခဏာလားအသက်လက္ခဏာဒီအသက်လက္ခဏာလေးကိုမြင်အင်းလို့ဖတ်ဒါဆိုရင်ငါသက်ဝဆန်းလုံးပေါက်ကိုမြင်အင်းလို့ဖတ်ဒါဆိုရင်စလုံးပေါက်ချက်ပြီးတော့ကျွန်တော်တို့တစ်ခုပြီးတစ်ခုတစ်လုံးပြီးတစ်လုံးတစ်လုံးပြီးတစ်လုံးသင်စရာတိတ်မလို့တော့ဘူးပင်လဲပင်မဟုတ်ကလေးရလေးတက်တာမယ်လူကြီးတက်တာမယ်နော် အဲ့တော့ဟုတ်ပြီဒါကနောက်တစ်ပိုင်းကျမှသွားမယ်နော်ထုံးစံတိုင်းပဲတခါတည်းမသွားဘူးကျမတို့ကနော်โอเคအဲ့တော့ဒီဟာလေးကိုရပြီဆိုရင်ဒီသင်ငန်းစာသင်လဲလို့ရပြီဒါနဲ့တွဲမတင်နဲ့ညံကောင်းတဲ့ကလေးကရတယ်ညံမကောင်းတဲ့ကလေးအတန်းထဲမှာမြင်မြရှိနိုင်တယ်ကုသသမီးရဲ့အခြေမမူဒီတွဲတင်လို့ရတယ်ပေါ့နော်ကျမကတော့ဒါလေးကိုမတင်မဲနဲ့ဒီတစ်ခုကိုအရင်တင်တာပဲသဘောကျပါတယ်နှစ်ခါနှစ်ခုလုံးကိုတွဲတင်မယ်ဆိုရင်လည်းချက်တို့တင်ပါအဲ့ဒီတော့ကဟုတ်ပါပြီကဲစလိန်ကပါလေခုနပြောတဲ့ဘီးနဲ့တွဲကြမှာ အဲ့ဒီငတ်တက်ဆိုတဲ့အသက်ကလေးကိုဘီးနဲ့တွဲမယ်ဆိုရင်ငတ်တက်ကအင်ဆိုတော့ဆလိန်ဘီးတန်လေးဘီးတန်လေးနဲ့ပေါင်းလိုက်ရင်ဆဆိုတဲ့အတန်နဲ့အင်ဆိုတဲ့အသက်အသက်အတန်နဲ့ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘာရမလဲစင်ငတ်တက်ဆိုတဲ့ ဒီနော်အသက်လက္ခဏာလေးကိုကျွန်တော်တို့ကအင်လို့ဖတ်ရမယ်လို့ကလေးတွေသင်ထားတာကိုစလေးလေးဝင်တော့ဆင်းတောင်းရင်မူလေးဝင်တော့တင်းထဆင်ထူးဆိုတော့ထင်းနငယ်ဆိုတော့နင်းနငယ်ရဲ့အတန်ကနနပအတန်ကပပပစောက်ရဲ့အတန်ကပပပင်းနော်အဲ့တော့ဒါကရရဲ့ပါသွားပြီဒါလည်းခဏထားလိုက်အောင်နော်ဒါကနောက်ထပ်ဂျီတွဲပါသွားပြီဟုတ်ပြီလား ဲ့တော့ဒါလေးခဏထားမယ်အဲ့တော့ဒီဟာလေးကိုပြီးတော့ရပလက်ဆိုတော့ယင်ရကောက်ဆိုတော့လည်းယင်မဆိုတော့မင်းထဆင်ထူးဆိုတော့ပါသွားပြီးပြီးလို့ရှိရင်နငယ်ဆိုတော့နင်းပါသွားပြီးဖောက်ထုတ်ဆိုတော့ဖင်းပတ်တော့ဆိုတော့ပင်းအများကြီးပဲကိုထည့်လို့ရရနော်ဒါရိဆိုတော့ဒင်းဟောအဲ့လိုထည့်လို့မရဘူးလားအဆိုတော့အင်းအဲ့ကိုထည့်ပြီးတော့ကိုရေးချင်တဲ့ဟာကိုသူ့ကိုရေးခိုင်းရည်ပြီးသွားပြီလားတချောင်းကိုဒီတလို့ဒီဒီဆင်အောက်တော့အောက်မြစ်ပါလို့ရှိရင်ဟောအောက်မြစ် ငတ်သက်အောက်မြစ်ကလေးကိုအင်းလို့အတန်နဲ့ဒီအတန်နဲ့ဖတ်မယ်လို့ပြောခဲ့တယ်เนาะအဲ့တော့ အသက်လက္ခဏာမှာငါသက်အောင်မြင်ကိုအင်းဆိုတဲ့အသက်နဲ့ဖတ်မယ်ဆိုဆလင်းနဲ့ဘီးဆလင်းနဲ့ပေါင်းလိုက်တော့စင်တောင်းဘူးနဲ့တွဲလိုက်တော့တင်းထဆင်တို့ဆိုတော့ထင်းနိုင်ငယ်ဆိုတော့နင်းပါသောအသက်နဲ့ပေါင်းရင်ပါသောအသက်ကပအဲ့တော့ပင်ရပလဲနဲ့ပေါင်းတော့ယင်ရကောင်းနဲ့ပေါင်းတော့လဲယင်အဲ့ဒီယင်ယင်တစ်ခုကရကောင်းကသက်ယင်အောက်ကမြင်ယင်နော်ရငါသက်ယင်အောက်ကမြင်ယင်ရဲ့တို့ဆိုစလုံးပေါင်းနဲ့လောလောဆယ်တွေဒီကပေါင်းပြတာပါနော်အဲ့တော့ယင်ဟုတ်ပြီရကောက်ရဲ့တန်ကလည်းရရှိတယ်ရပလဲရဲ့တန်ကလည်းရရှိတယ်နော် ညပလက်ကမှန်ကဒီလိုရေးရမှာတခါတည်းရေလိုတာဒီလိုဖြစ်သွားရစီအမှားလဲเนาะအဲ့တော့ရပလက်တာအမှန်ဟုတ်ပြီရပလက်အောက်ကမြင်เนาะရပလက်ငတ်တာကလည်းယင်းဒါဆိုရင်ဒီယင်းကယင်းထော်တဲ့ဟာမှမတုံးဘူးဒီယင်းကเนาะအသီးတွေယင်းသွားပြီဆိုတော့အရာမှတုံးတယ်ယင်းလျော်တဲ့အရာမှတုံးတယ်လို့သူတို့ကနားလဲရှင်းပြလိုက်ပါဒီယင်းကတော့ယင်းကောင် flight ကိုတုံးတယ်ဒီယင်းကတော့ယင်းကောင် flight နေအောင်မတုံးဘူးဒါယင်းကောင် flight ကိုဒီနည်းနည်းပေါင်းတယ်တခါလဲပြောလိုက်ရင်စလုံးပေါင်းလေးလဲသူတို့သိပြီးသားဖြစ်မသွားပေဘူးလား ကဲအဲ့တော့ဒီသင်္ကန်းစာလေးပြီးသွားပြီတဖန်ဒါတဖက်သက်သက်သင်ရမှာเนาะအဲ့တော့ဒါလေးကိုကူခိုင်းတို့ကိုဒါလေးကူရေးခိုင်းဟုတ်ပြီကူရေးပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်သင်္ကန်းစာမှာဒီငတ်သက်လေးနဲ့သင်္ကန်းသက်သက်တစ်ခုလာမယ်ဒီ12လေးနဲ့သက်သက်တစ်ခုသင်ပေးမယ်เนาะအကျိုးရှိရဆိုလို့ရှိရင်မိမိလေးအားပေးမြောင်း share ပေးပါ